ဟိုစုပြည့်ရဲ့ပြီးနှစ်ရက်ကြာအလုတ်တင်ဝင်တာ9ရက်မြောက်ဓာတ်ကျင်းလေးကိုခန့်ငယ်စော်လေးတွေကတွေ့ရောတဲတဲလို့ဖြစ်နေကြပြီဒါကိုဘကူကူကကြည့်လို့မရပါဘူးစုကတော့တင်မောက်ကုန်းဘက်ပဲတိုင်းနေရပြီသူ့ရဲ့အလုတ်တင်ဟီရိုကတော့စီရီနဲ့ကပ်တိန်ဆက်ကီပါပဲဂျပန်ကမ်းခြေစောက်တွေကအကြောင်းကြားလာလို့စိတ်ကန်းကနေထွက်ဖို့ပြင်ကြရပါပြီနေဆာဆိုတဲ့တင်မောက်မှာလှေကိုစီးသူတွေပါပြီတက်တာတလုံးနဲ့ပျောက်နေတဲ့တဲ့င်းကိုစုတို့ကရလိုက်တာပါစုကီရအစွမ်းကတော့ဖြန်းပါခံလုံးနိုင်တယ်လို့မျိုးတော်တော်များများလုံးနိုင်ပါရဲ့အတန်ရဲ့ပဲ့တင်တဲ့ရန်သူရဲ့တင်နီအောင်ရှာနိုင်ပါရဲ့ ပြီးတော့အင်မတန်မှလည်းတာမာပါရယ်စစ်ဆေးရမဲ့တင်မောကိုတွေ့တော့တာမန်ဆောင်နေကစစ်ကြည့်ပြီးဘာမှထူးကြတာမတွေ့ရပါဘူးဒါနဲ့စုကြည်ကငားရထဲထားတဲ့တင်မောဝမ်းအဖုံးကိုဖွင့်ခိုင်းတော့တကုံးနှစ်ယောက်ကကပ္ပိန်ရောလာရှာတဲ့သူတွေရောအောက်ကြောင်အောင်တွန်းလိုက်ပြီးတကားကိုပြန်ပေးလိုက်ကြပါရယ်ငါတို့ဒီလောက်လှုပ်ထိုင်ရင်ခေါင်းဆောင် e-sport အလုပ်လုပ်ဖို့လွယ်ကူသွားပြီဆိုကရေထဲကိုစဉ်ချသွားပါရယ်တင်မောပေါ်မှာတော့အဆောင်တစ်ချို့ series နဲ့စုလို့ကြံခဲ့ကြပါရယ် series ရဲ့အဆောင်ကတော့နားကောင်းခြင်း good ear ဖြစ်ပါရယ်တာမန်လူတွေမကြားနိုင်တဲ့ဂျိန်နှုံးမြင့်အတန်တွေကိုကြားနိုင်ပါရယ် ဒီနီလာနဲ့ကပ်ပိန်ဆူကီကိုဆက်သွယ်ပြီးဆူကီကလေတခိုးတွေကကမ်းဘက်ကိုသွားပြီးဖြစ်ကြောင်းပြောပြီးလိုက်သွားခိုင်းပါတယ်။သူ့ကိုတော့မကယ်ခိုင်းပါဘူး။ကျုံးခွက်တစ်ခုမှပုံးနေတဲ့လေကိုရှာတွေ့သွားပြီးဆူကသူ့ရှာချီကြီးထုတ်ကအဆောင်ကိုလှမ်းဖမ်းလိုက်ပါတယ်။ဗဇက်ပိတ်ကျိုးတို့ကမေးစရာရှိရာမေးပြီးတင်းမောဝန်ထမ်းဆန်းချလာပါတယ်။အထဲမှာတယောက်တည်းရှိရဆိုရင်မဲ့မိကုံမမြင်ရအောင်မျက်စိနာစီအနက်ရောက်ရေးရင်နဲ့ပြစ်လိုက်တဲ့ပြင်ရေပွဲလက်တံနဲ့ထိုးချလိုက်တာလွှမ်းထွက်သွားပါပြီ။ရေပွဲလက်တံနဲ့ရေဗီလိန်ဖြစ်နေပြီးဆူရီကိုချုပ်ထားနိုင်တယ်။ဆူရီနာကဗီဒီယိုကိုဖြုတ်ပြီးဆူကို ငါတို့လေတကူးစီးသူကိုရှာမတွေ့ဘူးလို့ဖီလင်ကအကြက်ကင်ပြောခိုင်းပါတယ်ဖီလင်ရဲ့ရည်ရချက်ကတော့ကန်းကျစ်စောက်တာမသိစေပဲဒီနေရာကနေတိတ်တဆိတ်ထွက်သွားဖို့ပဲဖြစ်ပါတယ်ဒါမဲ့စုကလေခိုးစီးသူတွေဟာတောက်ဆောင်တစ်ထက်ချားမှရှိရတဲ့ရေဒီယိုကနေပြန်ပြောလိုက်တာကြောင့်တက်ခိုက်မှုတွေစားဖြစ်ပါပြီစုကီရောက်လာခဲ့ပြီးဖီလင်နဲ့တပည့်နှစ်ယောက်တင်းမော့ဘော်ကိုစီးရဲ့သူနှစ်ယောက်ကိုတီးလွတ်လိုက်ပါတယ်ဒါအပြင်ရေပွဲဖီလင်ကိုပါတီးလွတ်နေချိန်ရေပွဲဖီလင်ကလှုပ်မရအောင်အောက်မှာလဲကျနေတဲ့စုရီကချုပ်ပေးထားခဲ့တာပါဖီလင်တွေအကုန်လုံးကိုဖမ်းဆီးရမိခဲ့ပြီးတရားမဝင်စေးတွေကိုမှောက်ခိုတဲ့ဖို့စူးစမ်းနေကြတာပါ ဈေးတွေကိုလည်းတသက်အနေနဲ့မိသွားပါတယ်။ကမ်းခြေသောရဲမှုကစုကိုစုကီရဲ့လက်ထောက်လို့တင်နေလို့ဂျူရီကကြောင်းသားပါလို့ရှင်းပြလိုက်ရပါသေးတယ်။စုကီကဖရော့ပီကိုကလေးလိုမဆက်ဆက်နဲ့သူကလိုင်စင်မရှိသေးပေမဲ့တကယ်ကိုထူးချွန်တဲ့ဟီးရိုးဖြစ်နေပြီ။ဒါကငါကအာမခန်နဲ့လည်းလူရဲမှုကိုပြောပြရင်အပိုင်းဆက်ကူကဒီမှရင်ပြီးဆုံးတော့ပါပဲ။ဒီလိုနဲ့အလုံးတင်ကလာတပတ်ပြီးတော့မီဒိုရီယာကအိမ်ပြန်ရတော့မှာပါ။မီဒိုရီယာကအိမ်မပြန်ခင်အော်မက်ကိုတင်ပေးခဲ့တာတော့ဘာလို့လူတွေမသိကြရလဲဆိုပြီးတိုရီနိုကိုမေးလိုက်ပါတယ်။ တိုရီနိုကဟီရိုမဖြစ်ချင်ခဲ့ရကြောင်ဟီရိုလုံးမစားခဲ့ပဲဟိုတလောကမှာကိစ္စရှိတော့ပရိုလိုက်စင်ယူလိုက်ရတာပါဒီလောက်ဖန်မေဘီဂျန်နာရီကိုအော်မိုက်ကိုဆက်မေးလို့ပြောလိုက်ပါတယ်သူမုတ်စားဖို့စိုင်းမြင့်နေပြီမို့လို့ပါကျောင်းစားတဲ့ငန်းတင်အောင်လာတော့ဘက်ကူကိုစပင်ကီကိုကျောင်းသားတွေကဝိုင်းရင်နေကြပါ යි သူစပင်ကခေါင်းချော်ရအောင်ပုံမပြက်ပဲဒီလိုပဲပြင်ပြန်ဖြစ်နေရပါအော်မိုက်ကကူညီပေးမှုနဲ့ဆိုင်တဲ့လေးချင်ရင်အသေးစားပြန်မွေးလေးတစ်ခုလှုပ်လာမယ်လို့ဆိုပါ යි ကာမာကွေးမင်ကတော့စက်ရုံဝင်ကပါလို့ပြေးထနေပါတယ် ။ Oh my god အဲ့ဒီကတနေရာမှာရှိနေမှာဖြစ်ပြီးအထက်ကအကူအညီတောင်းတကြတာနဲ့ငါးရောက်တစ်ဖွဲ့ဖွဲ့ထားတဲ့အဖွဲ့တွေကလာခဲ့ရမှာပါ။အရင်ဆုံး Oh my god ကိုတွေ့တဲ့သူကအနိုင်ဖြစ်ပြီးအတက်နိုင်ဆုံးတော့စက်ရုံတွေကိုမထိခိုက်စေချင်ပါဘူး။ဘက်ကူကိုအဓိကမှာနေရတာပါ။မီဒူဗီယာရဲ့ဖျက်လက်မှုအစာအုပ်တွေပေါ်မှာအမြန်သွားနိုင်မှုတွေကအရင်ကတည်းကအများကြီးတိုးတက်လာတာတွေ့ရတော့ Oh my god ပါပဲအကုန်လုံးကအံ့အားသင့်နေကြပါလေ။ဟိုးမီဒူဗီယာတွေတော့ဖြစ်ကုန်ကြပါလေ။ဘက်ကူကသူ့အကွက်နဲ့ခုံပြီးတိုးတက်နေရဆိုပြီးပို့ပြီးဒေါသထွက်လာပါလေ။ မီဒိုရီယာကတစ်ချက်ချော်သွားပြီးသူတို့၅ယောက်လဲမှာတော့တိတ်ဟီးရိုးဆယ်ရိုးကနိုင်တော့ပါတယ်မီဒိုရီယာလည်းမညီညာရဲ့မိဘမှာခုံမယ်ဆိုရင်ဘယ်လိုခုံရမယ်ဆိုတာထည့်စင်သားဖို့လိုတယ်ဆိုတာတိတ်မိသွားတာပါအဝေလက်ကမှာတော့မထင်မှတ်ပဲအပေါက်တစ်ပေါက်ရှာတွေ့လာပြီးနောင်တော်ကြီးတွေရဲ့စူးစမ်းအားထုတ်မှုဖြစ်မှထင်ရပါတယ်ဘေးကမှာမင်းကလေးဝလကန်ရှိပါတယ်မီနာတာကချောင်းကြီးမလို့ကိုအီယာကဒါကဒူးစရိုက်မှုဆိုပြီးတောက်ရဲပါတယ်မီနာတာကနားမထောင်မဲ့ချောင်းကြီးလိုက်ထင်မှာတော့တစ်ဖက်ခန်းကဂျီရိုရဲ့နေချက်ကထွက်လာတာကြောင့်မီနာတာမျက်လုံးကတော့တော်တော်လေးကိုမှနာသွားပါတယ်။တိန် မီဒိုရီယာကိုအောမိုက်ကတသက်ခေါ်တေးခဲ့ပြီး1 for all အစွမ်းကအကြမ်းဖက်ပြီးလူယူလို့မရဘူးအကြမ်းဖက်ပြီးဖိုက်ပြောင်းလို့ရတယ်1 for all ဟာဟိုးရင်တွေကရှိခဲ့တဲ့အစွမ်းဖြစ်တဲ့ all for one ကနေဆင့်သက်လာပါရဲ့ကဘာပေါ်မှာစွမ်းတွေပေါ်ပေါက်လာတော့လူတွေရဲ့နှီးပညာတွေအကုန်ဆုတ်ယုတ်ကုန်တယ်ဥပဒေရေးကအတိတ်ပဲမဲ့သွားပြီးဒီလိုဖြစ်နေချင်းလူတွေကိုစူးစီးနိုင်တဲ့သူတွေပေါ်လာပါရဲ့လူတွေရဲ့အစွမ်းကိုကိုးယူပြီးသူ့ရဲ့ကြီးမားတဲ့အစွမ်းနဲ့သူ့ရဲ့ဩဇာကိုဖျက်ချခဲ့ကြတယ်လူတွေကိုကွက်ရွှေ့ပြီးသူကျဲသလိုမကောင်းမှုတွေလုပ်နေခဲ့ပါရဲ့ဒုစရိုက်ကံတွေကိုစူးစီးပြီးဂျပန်ကိုတော့အုပ်ချုပ်ခဲ့သေးတယ် ူ့ကိုထောက်ခံသူတွေနဲ့လက်လက်ချလာတဲ့သူတွေကိုသူ့စားနေပေးခဲ့တယ်။အစွမ်းနဲ့များလာရင်မထိန်ချုပ်နိုင်ပေ။လူမှုလုံမျိုးစကားမပြောနိုင်တဲ့အယုတ်ဖြစ်သွားရတယ်။သူ့မှာညီတယောက်ရှိပေမဲ့သူ့ညီကလူအောင်သေးပြီးအစားမရှိပါဘူး။သူ့ကိုလုံနေတာတွေကိုညီဖြစ်သူကစန့်ကျင်ခဲ့တယ်။အကိုဖြစ်သူကညီကိုအင်အားတွေစုနိုင်တဲ့အစွမ်းကိုပေးခဲ့ပါတယ်။ဒါပေမဲ့သူ့မှာငကိုလေးကအစွမ်းတစ်ခုပါလာပြီးအဲ့ဒါကတော့ပါဝါစွမ်းတွေကိုလက်ဆင့်ကမ်းမိတဲ့အစွမ်းပါပဲအတမကြီးရအစွမ်းလည်းရှိပြီးအစွမ်းတွေကိုလည်းခိုးနိုင်ပါရဲ့အခုသူပြန်ပြီးလှုပ်ရှားနေရင်1 for 0ဆိုတာ over 1ကိုချိန်မုံမှုလက်ဆင့်ကမ်းခဲ့တဲ့အစွမ်းမင်း မီဒိုဗီယာကအောမိုက်လို့ရှိရင်ဘာမှမစိုးလုပ်ပေးမဲ့ပြောပြီးပြန်သွားခဲ့ပါတယ်။ဒါပေမဲ့အောမိုက်မပြောခဲ့တဲ့ဇကားတစ်ခွန်းကရှိပြီးအဲ့ဒီချိန်ထိတော့အောမိုက်ကမီဒိုဗီယာဘေးနားမှာရှိနိုင်တော့မှာမဟုတ်ဘူးဆိုတဲ့ဇကားပဲဖြစ်ပါတယ်။ဒီမှာရပါနဲ့ဆရာပြီးဆုံးတာပါပဲ။